Huawei ရဲ့ Smart Watch Department ကတော့ပြောမယ်ဆိုလို့ရှိရင်တော်တော်ကုတ်နေတာမနစ်ကတော့ Watch GT5 series မှာကလေးကသူ့ရဲ့ဒီ battery life တွေအာ build quality and design တွေအဲ့ဒါတွေကိုကျွန်တော်သဘောကျခဲ့တာပေါ့နော်ဒီနှစ်မှာ battery life ကပိုတော့ခံသွားသေးတယ်27ရက်တည်းအခုလဲ Q2 2025မှာ Huawei က Apple ကိုဒီ global smart watch market share မှာကျော်တက်သွားပြီတဲ့ counterpoint research ကပြောထားတဲ့ပုံစံအရပေါ့နော်ဆိုတော့ဒီနှစ် အသစ်ထွက်ထားတဲ့နော် Huawei Watch GT 6 Pro အဲ့ကောင်ကောဘလို့နေလဲဘာတွေတိုးတက်လာလဲဘလောက်ပုံမိုက်အဲ့ဒါတွေကိုကြည့်ကြည့်မယ်သူများတွေအတွက်ကတော့အသစ်မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်အတွက်တစ်တာကဒီ Titanium Bracelet Version ပေါ့နော် အရင် GT 5 Series တုန်းကဒီ Version ကိုမဆန်းကြည့်လဲရအောင်အော်တေချာပေါက်ပြောလို့ရတာကဒီကောင်ရဲ့ build quality ကလုံးဝ top notch ပဲ smart watch တစ်လုံးအနေနဲ့ဆိုလို့ရှိရင်ပြောတာပေါ့နော် integrated link design နဲ့ဟိုမှာဒီကောင် dial size က46 mm ရှိတယ်ပြီးတော့ဘေးက bezel လေးတွေကအပေါ်နည်းနည်းလေးထွက်နေအောင်လုပ်ထားတယ်ဆိုတော့အာ depth လေးနည်းနည်းရှိသွားတာပေါ့နော်ပုံမှန် smart watch တွေလိုမျိုးပြပြားကြီးနဲ့ပြင်းစရာကြီးမဖြစ်နေတော့ဘူးဆိုတော့ weight ကလည်း metal bracelet အနေနဲ့တော်တော်ပေါ့တယ်တိုင်းကြည့်လိုက်မယ်နော် မတ်တဲ့ bracelet နဲ့ bracelet နဲ့ဘာနဲ့ပါအပီးကို66ဒသမ6 gram ရှိ69 gram ပေါ့နော်တနေကုန်ဝတ်ထားရင်လေအာလက်ကြီးကလေးလေးပင်ပင်ဖြစ်လာတာမျိုးအော်ချွတ်ထားခြင်းလိုက်တာဆိုပြီးတော့ဖြစ်တာမျိုးအဲ့ဒါမျိုးမရှိဘူးဘာဖြစ်လို့အဲ့လိုပေါ်တယ်လဲဆိုတော့ तू က aerospace grade titanium alloy ကိုတုံးထားတာဒီနိုင်တလုံးစလုံးမှာပြောရရင် तू က premium material တွေကြီးပဲနော်အာ titanium body titanium bracelet နော်ပြီးတော့အပေါ်က crystal ကကြတော့ sapphire ဒီဘေးက bezel inset တွေကကြတော့ nano crystal ceramic အဲကောင်တွေသုံးထားတယ် bracelet တွေကို adjust လဲလုပ်လို့ရတယ်ဗောနော်အဲ့ဒါ adjust လုပ်ဖို့ကိုလည်းတူးစီပါလိမ့်မလို့ဘူးတူးလက်စ်ပဲအာလက်လေးနဲ့ပဲ clock ဆို color လိုက်ရင်ရပြီဗောနော်အဲ့ဒါလေးလည်းမိုက်တယ်တခုပဲအပြစ်ပြောစရာရှိတာကဘာလဲဆိုတော့ဒီ bracelet ကတစ်ချက်တစ်ချက်အမွှင်းညက်ဒီနိုင်ကိုဆက်ဆက်ချင်းဆန်းဆန်းချင်းမှာတော့ငါဆိုပူညက်တယ်ခုနောက်ပိုင်းတော့တိတ်မညက်တော့ဘူး အာလက်ကပဲအကျဉ်းသားဖြစ်သွားလို့လားမညက်အောင်ဘယ်လိုနေရထိုင်ရမလဲဘယ်လိုဝေးရမလဲသိသွားလို့လားတော့မပြောတော့ဘူး။ဒါပေမဲ့မညက်တော့ဘူးခုတော့ဒီကောင်ကကျွန်တော်ဝင့်နေရတပတ်ကြော်ကြော်လောက်တော့ရှိပြီပေါ့နော်အဲ့ဒီအတွင်းမှာတော့ဘာမှမဖြစ်တော့ဆိုတော့ဒီကောင် screen size ပိုကြီးလာတယ်5.5%လောက်ပိုကြီးလာတယ်။အာဘေးဘောင်ကနည်းနည်းလေးပိုပါသွားတာအာဒီ overall size ကနိုင်ရ size ကကြီးလာတာမဟုတ်ဆိုတော့ဒီကောင်ရဲ့ screen က1.47 inch AMOLED နဲ့ဖြစ်သွားတယ် speak brightness ကလည်းကျွန်တော်တို့အရင်တုန်းက1500လာမသိဘူးအဲ့ဒါနေပြီးတော့အခု3000 density တိုးသွားတယ်နေအောင်အောက်မှာကောင်းကောင်းမြင်ရတယ်ဗောနော်ပြီးတော့ဒီမှာကျွန်တော် main glaze version လေးကိုလည်းပြထားတယ်အဲ့ဒီဒီ 41mm version ဗောနော်ဒီကောက်မှာလည်းသူက pivoting loop plug လို့ခေါ်တဲ့ဒီဘေးကဂွင်းလေးတွေပါလာတယ်သူကလက်ရမ်းသေးတဲ့ main glaze တွေအတွက်ဆိုလို့ရှိရင်အဆင်ပြေသွားတယ်ဗောနော်ဘယ်လက်ပိုင်းကြီးလိုက်မနေတော့ဘူးတည်ရမလားကဲရလေးဖြစ်သွားတယ်ချက်ချက်ရရလေးဖြစ်သွားတယ်ပေါ့။ဒါမြန်မာနိုင်ငံကိုအယောင်က9မျိုးဝင်မယ်။ Pro မှာက Titanium Bracelet Version ရယ် ဒီ rubber strap အမဲ version ရယ် yoyo gd6 46 mm မှာကျတော့အစိမ်းရယ်အမဲရယ်နဲ့ mingleywood 41 mm version မှာအဖြူအမဲနဲ့ purple ဆိုပြီးတော့တုံးအောင်ရေးစရာရှိမယ်နောက်ထပ်အစ်စ်အနေနဲ့ wash face တွေမှာထူးခြားတာကတော့အရင်နှုန်းကသူက wash face မှာအာ custom ဓာတ်ပုံတွေတော့ထားလို့ရတယ်ဗောနော်ဒါပေမဲ့ဒီတစ်ခေါက်မှာကျတော့ဓာတ်ပုံတွေနေမဟုတ်တော့မင်းနဲ့ video ပါထားလို့ရပါတယ် okay တော့ sports အပိုင်းဝင်သွားရအောင် sports အပိုင်းမှာဒီနှစ်မှာတော့ cycling ကိုအကြီးအကျယ် upgrade တွေလုပ်ပေးထားတယ်မနှစ်ကတော့ငါ mix ဆက်ခဲ့တဲ့တို့ဒီ sunflower positioning system ဆိုတဲ့ကောင်ကိုဒီနှစ်မှာအာ2.0 upgrade လုပ်ပေးထားတယ်ဗောနော် sunflower positioning system 2.0ဆိုပြီးတော့ဒီ outdoor activity တွေမှာဒီ location track တဲ့နေရာမှာပို့ပြီးတော့တိကျအောင်လုပ်ပေးလိုက်တယ် sunflower လို့ခေါ်တာကြတော့သူက nature band တွေကအများနဲ့နေရှိတဲ့ဘက်ကိုနေရှိရာ အရက်ကိုဥတီနေတယ်ပေါ့အဲအဲ့လိုမျိုးပဲသူတို့ရဲ့ antenna တွေကလည်း satellite ရှိတဲ့ဘက်ကိုအမြဲတမ်းဥတီနေတယ်ပေါ့အဲ့ဒီသဘောနဲ့အဲ့နာမည်ပေးထားကိုရီးယားအရေး active ဖြစ်တဲ့သူဆိုတော့လေအပြင်ကိုတလမှာနှစ်ခါလောက်ပဲထွက်တဲ့သူဆိုတော့အဲ့ဒါကိုတော့ကျွန်တော်မစမ်းမိနိုင်ဒါပေမဲ့ဟို tech tablet ဆိုတဲ့ review channel ကပဲလုတ်ထားတဲ့ review မှာသူကသူစပိန်စီးရဲ့အခါမှာအဲ့လမ်းကြောင်းကိုအတိအကျပြပေးနိုင်တာရက်ဆက်တယ်သူကအသွားရောအပြန်ရောပါသူကလမ်းကြောင်းကထပ်မနေဘူးအဲ့လောက်ထိတိကျတယ် တော့စပိန်နင်းတော့မယ်ဆိုလို့ရှိရင်စပိန်အမျိုးအစားအစရွေးပေးလို့ရတယ်။ပြီးရင် GPS speed တွေ barometer data ပြောမလို့ဂုံးတက်ဂုံးစင်းဘလောက်ဆိုတာနဲ့ rider တွေ bike တွေသူတို့ရဲ့အလေးချိန်တွေကိုချိန်ဆပြီးတော့ power output ကိုတွက်ပေးတယ်။အဲ့ဒါကို virtual power ဆိုပြီးတော့သူက watt နဲ့ထုတ်ပေးတယ်။နင်းအားဘလောက်ရှိပါတယ်ပေါ့။အတူပြောရမယ်ဆိုလို့ရှိရင်တော့တခြားသောအပိုပစ္စည်းတွေအများကြီးတက်နေကြမလို့တော့ဘူးနော်။အကူက professional လည်းမဟုတ်တဲ့အခါကျတော့နော် professional equipment ဒေါ်လာ1500ဘိုးလောက်တည်းလည်းနင်းကန်ဝင်နေကြမလို့ဘူး။ ဟို professional တွေအတွက်ဒီကောင်ကလုံးဝအစားထိုးသွားမယ်လို့ပြောချင်တာတော့မဟုတ်ပေမဲ့ professional မဟုတ်တဲ့เนาะဝါသနာရှင်တို့ဘာလို့တွေအတွက်ကြတော့ဒါဒီတစ်ခုတွေနဲ့ပြီးသွားတာပေါ့เนาะဆိုတော့အဲ့ဒီခုတွေနဲ့ပဲကိုယ့်ရဲ့ performance ကို accessible ဖြစ်ဖြစ်လွယ်လွယ်ကူကူတိုင်းနိုင်နေပေါ့အဲ့ဒီ cycling က GT6 ရော GT6 Pro ရောနှစ်ခုစလုံးမှာ support လုပ်တယ်ပေါ့เนาะအာဒါပေမဲ့ Pro အတွက် exclusive sports ဆိုလို့ရှိရင်အာ trail run တို့နော် pro level sports တွေပေါ့ golf တို့40 meter free dive in sea water တို့အဲအဲ့ဒါတွေ support လုပ်တယ် ဆိုလိုတာကဒီကောက်မှာ corrosion resistant ဖြစ်တဲ့ material တုံးထားတယ်ဆိုတော့စားငံရည်ကိုလည်း okay တယ်အဲ့ဒါကြောင့်မလို့ sea water လို့သူကတမင်သက်သက်ကိုထည့်ပြောထားတာပြီးတော့ golf car GT5 Pro ရောလည်း support လုပ်တယ်အဒီနှစ်မှာကျတော့အဲ့ဒါအောင်မှာထပ်ပြီးတော့ upgrade လုပ်ပေးထားတယ်တကဘာလုံးက golf queen mount 18000ရဲ့ map တွေထည့်ပေးထားတယ်နော်အဲ့ဒီမှာမြန်မာ golf queen တွေလည်းပါတယ်နော် ပြီးတော့ဒီ golf course တွေပေါ့နော်ဒီ golf map တွေပေါ့အဲ့ဒီကောင်တွေကို zoom နေပါတယ်လဲဆွဲလို့ရသွားတယ်အရင်ကမရအောင်ဒါ new feature ပေါ့ဒါကျွန်တော်ကဟိုထူးခြားလာလေးတွေအစ်စ်ပါလာလေးတွေပဲပြောလိုက်တာတကယ်တမ်းက workout mode ကအခုတရာကြောကြော ပါသေးတယ်စုံစံကိုစီနေတာပဲတခုချင်းစီပြောပြလိုက်ရင် video က2နာရီလောက်ကြာသွားလိမ့်မယ်ဆိုတော့အကုန်တော့မပြောပြတော့အခုတရာကြောပါတယ်လို့ပဲပြောလိုက်တော့ပြီးတော့ဒီကောက်မှာ fitness course အခု200ကြောလဲတခါလေးပါတယ် health အပိုင်းကတော့ပြောရမယ်ဆိုလို့ရှိရင်ထုံးစံတိုင်းပဲဗျာနော်အာ PPG heart rate ECG နော် SpO2 arterial stiffness detection အာ skin temperature pulse wave arrhythmia analysis sleep tracking အဲ့ဒါလေးပါတယ်အဲ့ဒီ health feature မှာကျွန်တော်သဘောကျတာက health insights ရဲ့ကောင်လေးအဲ့ဒီကောင်ကကိုယ့်ရဲ့ဒီ sign တွေအကုန်လုံးကိုကြည့်ပြီးတော့နော်ကိုယ့်ရဲ့ health data တွေအကုန်လုံးကိုသူကခြုံငုံကြည့်ပြီးတော့ မင်ဘာလို့ဖြစ်နေတယ်မင်ဘာလို့သိနေလဲဆိုတာကို recommendation ပေးတဲ့ကောင်လေးအဲကျွန်တော်ဆိုလို့ရှိရင် recommendation ပေးထတာပါလေဆိုတော့မင်းညအိတ်တာအချိန်မမှန်ဘူးတဲ့နော်အာ sleep score မကောင်းဘူးဗျာနော် sleep score မကောင်းတော့ဘာဖြစ်လဲဆိုတော့မင်း stress တွေပါတက်မယ်တဲ့อืมလို့ပြောတယ်ပြီးတော့ emotional well being my emotional well being ကလည်း emotional well being 2.0ဖြစ်သွားပြီ။အရင်ကအ unpleasant neutral pleasant ဆိုပြီးတော့၃ခုပဲပြတယ် အခုကကျတော့ unpleasant မှာမှာ discouraged လား upset လား worried လား anxious လားเนาะအစာရှိစီးပြန်ပေါ့ဗျာ category တစ်ခုမှာ၄ခုစီထပ်ခွဲတယ်စုစုပေါင်း emotion 12ခုအထိအတိအကျပြပြီးမယ်ကိုကိုကိုတော့ဘာဖြစ်နေမှန်းမသိဘူး emotional well being ဆိုလို့ဟာတာပြောပြအောင်ပဲပေါ့เนาะဒီကောင်းရဲ့ emotional well being ကပြောလို့ပြောတာမဟုတ်ဘူးအာမှန်တဲ့အထိမှာပါတယ်ကျွန်တော်ဘယ်လိုသိလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မိန်းမနဲ့အဲ့မှာအာ shopping center သွားတယ်ဗောနော် shopping center သွားနေတဲ့အချိန်မှာလမ်းမှာကားတွေကပိတ်အဲ့ဒီမှာကျွန်တော်ဘိုက်ကနာတယ်ဟောဘိုက်နာအိမ်မှာသွားခြင်းတယ်ဗောနော်အဲ့ဒီအချိန်မှာ emotional well being ကို status ကိုကြည့်လိုက်တော့ unpleasant နဲ့ unpleasant မှာမှာ anxiety တဲ့ဟောဟုတ်လိုက်လားဗောနော်မှန်လိုက်လားဗော Okay တခြားဒီ smart watch ဘိုက်နေကတော့ထုံးစံနိုင်မယ်ဗောနော်အာဒီကောင်က android ရော iOS ရောနှစ်ခုလုံးကို support လုပ်မယ် iOS မှာဆိုလို့ရှိရင်တော့ reply ကို on screen keyboard တွေပါတယ်နဲ့မရဘူး iOS ရဲ့ကန့်သက်ချက်လေးတွေရှိမယ် Android မှာကျတော့စာပြန်ရိုက်လို့ရတယ်မြန်မာလိုလည်းအဆင်ပြေတယ်ပြီးတော့ Huawei Watch တွေမှာသဘောကျဆုံးက battery life ပေါ့နော်ဒီကောင်က battery life ကဒီနှစ်မှာရရဆက်ဆက်ကိုပုံမိုက်သွားတယ်21 days battery လို့ Huawei က claim လုပ်ထားတယ်နော် always on display တွေဖွင့်မယ် activity တွေများမယ် track လုပ်တာတွေများမယ်ဆိုတော့အဲ့လောက်ခံမှာမဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ usage နဲ့ကဒီနာယီကို 3ရက် AOD နဲ့ပတ်တယ်2ရက်ကို idle ထားတယ်အဲ့ဒါကို15%ပဲကုန်တယ်ဂျားထဲမှာပေါ့နော်ပြောမယ်ဆိုပြဂျားထဲမှာ vibration နဲ့ notification ဝင်တာတွေနော်ဟိုလျှောက်ဆန်းဒီလျှောက်ဆန်းနေအဲ့ pocket ရတခြား pocket ရတွေလျှောက်ကလိတာတွေအများကြီးပါသေးတယ်ဆိုတော့နှစ်ပတ်ကတော့ခင်ဗျာတေချာဖို့ခံလိမ့်မယ် AOD နဲ့ဆိုရင်တော့မှအဲ့ဒါတော့တော်တော်လေးကိုရရဆက်ဆက်မိုက်တယ်တခြားဘယ် smart watch ကမှအနာတော့မကတ်နိုင်တဲ့ကိစ္စအနည်းဆုံးတော့ကျွန်တော်သုံးမှုသမျှ smart watch ရှင်းမှာပြောတာ တခြားလောက်ခံတဲ့ smart watch ရှိရင်ရှိလိမ့် ်ကျွန်တော်သုံးမှုသမားတွေမှာတော့မရှိသေးဘူး Okay ဆိုတော့ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုကိုဟို Huawei Watch GT 5ဝယ်ထားတဲ့သူတွေကြည့်မယ်ဆိုလို့ရှိရင်စိတ်မကောင်းမဖြစ်နဲ့เนาะသူတို့တွေအတွက် upgrade လုပ်စီရာလိုတယ်လို့တော့ကျွန်တော် personally မမြင်သေးဘူးဒါပေမဲ့အခုမှ Huawei Watch ကိုစောက်ဝယ်မယ်လို့စဉ်းစားနေရတဲ့သူတွေအနေနဲ့ဟာ Watch GT 5ထက်စာလို့ရှိရင်အာတိတာတဲ့ upgrade လေးတွေရှိတယ် recommendation လည်းကောင်းကောင်းပေးလို့ရတယ်ဆိုတော့ခင်ဗျားတို့ရောကျွန်တော်နဲ့အတွေ့အကြုံသလား ဘယ်လိုထင်တယ်လဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှုံတောင်းလို့ရပါတယ် okay နောက်နေ့မှတွေ့တာပါ